ှာကျွန်တော်တို့ကစစ်မှန်တဲ့ပျော်ရွှင်မှုကိုရကြင်တယ်ဆိုလို့ရှိရင်တော့ဒီတစ်ခုကိုသိထားရလိမ့်မယ်เนาะအဲ့ဒီတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေးလိုက်တာနဲ့ကျွန်တော်တို့ပြောလိုက်တာနဲ့ကျွန်တော်တို့လုပ်လိုက်တဲ့အရာကထက်တူကြတယ်เนาะသူတို့သုံးခုထက်တူကြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘဝမှာပျော်ရွှင်မှုတွေရတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်ပါတချို့သူတွေက တွေးပဲတွေးနေတာเนาะ ပါဇက်ကနေလည်းထုတ်မပြောလိုက်ဘူးတကယ်လည်းမလုပ်ဖြစ်ဘူးเนาะအဲ့တော့ဘာမှဖြစ်မလာเนาะတချို့လူတွေကြတော့တွေးတော့တွေးတယ်ပြောလဲပြောတယ်ဒါပေမဲ့တကယ်တမ်းဘာမှလိုက်မလုပ်တဲ့အတွက်ဘာမှဖြစ်မလာတော့ပျော်ရွှင်မှုတွေမရှိဘူးเนาะတချို့သူတွေကြတော့လေလုတ်ပဲလုတ်နေတာเนาะမတွေးဘူးเนาะကောင်းကောင်းမတွေးဘူးအဲ့တော့မတွေးတဲ့တော့ဘာဖြစ်လဲဆိုတော့အမားတွေဖြစ်ကုန်တယ်အဲ့ဒီမှာပျော်ရွှင်မှုတွေမရကြတော့ဘူးเนาะဒါကြောင့်မို့ကျွန်တော်ပြောရသည်ဘဝမှာပျော်ရွှင်မှုကိုရကြရင် ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့အပြောတွေနဲ့ကိုယ့်ရဲ့လုပ်ရက်တွေကိုက်ညီအောင်လုပ်ကြည့်စမ်းပါနော်အဲ့ဒါဆိုလို့ရှိရင်အောင်မြင်မှုတွေရနိုင်မယ်အောင်မြင်မှုတွေရရင်ဘဝမှာပျော်ရွှင်မှုတွေရပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်လေးမိတ်ဆွေတွေဒီဂျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခုတို့ဂျိုးရစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမှာ comment မှာ yes လို့ရေးပြပါဦးကျေးဇူးများတင်ပါတယ်ကိုကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ